လို့မြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလင်လောက်ခတ်မှုနဲ့ပတ်သက်ပြီးပထမဦးစွာဒီနေ့ခုချိန်မှာနောက်ဆုံးရရှိတဲ့တေဆုံးတန်ရာရပျောက်ဆုံးစည်ရင်များပြောပြပါမယ်တေဆုံးသူအနေနဲ့1900ကျော်ရှိပါတယ်တန်ရာရရှိသူ3400ကျော်ရှိပါတယ်ပျောက်ဆုံးနေသူ300ကျော်ရှိပါတယ်တန်ရာရရှိသူများကို ကျွန်တော်တို့ကြိုးစားပြီးကုသပေးလည်းရှိပါတယ်။ပျောက်ဆုံးနေသူများကိုလည်းဆက်လက်ရှာဖွေလည်းရှိပါတယ်။ပထမဦးစွာဒီမြမငလင်ဘေးကိုကုညီကယ်ဆယ်ပေးကြတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့များဆေလွတ်ပေးကြတဲ့တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ရုရှားနိုင်ငံ၊အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ ကျွန်တော်ပြောစင်ပါတယ်နောက်ချက်ကတော့ကျွန်တော်ကျမရေးဆိုင်ရာသတိပေးချက်များဖြစ်ပါတယ်ကျမရေးဆိုင်ရာသတိပေးချက်များ ਨੇ ပတ်သက်ပြီးတော့နံပါတ်1အချက်အနေနဲ့နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ကျမရေးဆိုင်ရာကိစ္စရများဖြစ်ပါတယ်ကုညီကယ်ဆယ်ရေးအဖွဲ့များအနေနဲ့ကျွန်တော် စွန့်စားသာဆောင်ရွက်နေရတာတွေ့ရပါတယ်။ဓာတ်ဗော်ဒီများကိုလည်းသူတို့ကင်တွယ်ရတယ်ရှိတယ်။ဖွားတယ်ရှိတယ်။အသက်ရှင်ကျန်ရသူများကိုလည်းစူးစားပန်းစားကူညီဆောင်ရွက်ပေးနေရတယ်ရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့တန်ရှင်းမှုအဓိကလုပ်ဖို့အရေးကြီးပါတယ်။ဒီနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့မန္တလေး ဒေတာခီးစဉ်ဒီနေပြည်တော်အတွင်းခီးစဉ်တွေမှာကုညီကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့ကျွန်တော်တို့တွေ့ခဲ့ကြပါတယ်ကုညီကယ်ဆယ်ရေးအဖွဲ့ဝင်များရဲ့အခက်အခဲများကိုလည်းမေးမြန်းခဲ့ပါတယ်ကုညီကယ်ဆယ်ရေးအဖွဲ့ဝင်များကပြည်ပနိုင်ငံများလာတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေပြည်တွင်းမှာရှိတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေကိုယ်တိုင်လည်းတွေ့ဆုံပြီးပြောတဲ့အခါမှာ ဒီ debt body များနဲ့ပတ်သက်ပြီးကင်တွယ်တဲ့နေရာမှာလဲပြီးတဲ့အခါမှာလဲတန်ရှင်းလောက်ကင်နိုင်ကြဖို့ကျွန်တော်တိုက်တွန်းပြောကြားလိုပါတယ်ပြီးရင်ကျွန်တော်တို့အကာအကွယ်ပစ္စည်းများ သုံးဖို့ပြောလိုပါတယ်အဓိကတော့ကျွန်တော်တို့ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များဟာပြိုကျနေတဲ့အဆောက်အုံတွေပြိုကျနေတဲ့အပြည့်အစုံတွေကိုအရင်ရှင်းလင်းဖယ်ကြပြီးခက်ခဲကြမ်းတမ်းစွာသူတို့အလုပ်လုပ်ရပါတယ်ဒါနဲ့ပတ်သက်ပြီးအကာအကွယ်လက်အိတ်များ အုတ်ထုံများအကာအကွယ်ညက်မှန်များတပ်ဆင်ဖို့လိုအပ်ပါတယ်။ဒါပြင်ခုအချိန်မှာမြန်မာနိုင်ငံဒီနွေရာသီကိုကြောက်အောင် နေဖြစ်တဲ့အတွက်နေအပူချိန်ပြင်းထန်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းဂယူဆိုင်ဖို့ရေနဲ့ပတ်သက်ပြီးလည်းအတနိုင်ဆုံးကြိုချက်တောက်သုံးဖို့လိုအပ်ပါတယ်။အဓိကတော့ဒါအခြေခံလိုအပ်ချက်တွေဖြစ်ပါတယ်။နောက်တစ်ခုကတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်မှာ မိဘပြည်သူများရဲ့ပူပန်မှုတွေကျွန်တော်တို့နားလည်ပါတယ်စာနာပါတယ်ဒီမိဘပြည်သူများရဲ့ပူပင်မှုတွေကြောင့်တို့ရဲ့ဆွေမျိုးသားချင်းတွေနှိစက်တဲ့သူတွေမိစေတငယ်ချင်းတွေပတ်သက်ပြီးပူပင်တဲ့အတွက်ကြောင့်မလို့ဒီပြိုကျနေတဲ့အဆောက်အုံတွေပြိုကျနေတဲ့နေရာတွေမှာလာရောက် စုဝေးကြည့်ရှုနေရတယ်ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးလဲရှောင်ရှားစေလိုပါတယ်ကျွန်တော်တို့ငလင်လောက်ခတ်တဲ့နေရာမှာ ခုချိန်ထိနောက်ဆက်တွဲငလင်ငယ်များလောက်ခတ်နေစေဖြစ်ပါတယ်အနေရရှိပါတယ်ဒါအပြင်ကျွန်တော်ကုညီကယ်ဆယ်ရေးအဖွဲ့ဒီအတွက်လည်းကျွန်တော်ရဲ့စိုးရင်ပူပန်မှုများသည်အထောက်အကူမပြုဘဲနဲ့အနောက်ရှက်ဖြစ်နိုင်စရာတွေရှိပါတယ်ဒါတွေကိုလည်းမိမိနေရာမှာမိမိနေထိုင်ခြင်းဖြင့်မိမိမိသားစုမိမိစောင့်ရှောက်ခြင်းဖြင့်မိမိလုံနိုင်တဲ့အလုပ်တွေကိုလုံနိုင်ခြင်းအားဖြင့်ကိုကြီး ပေးကြပါလို့မြစ်တာရက်ခံလိုပါတယ်နောက်တစ်ခုကတော့နိုင်ငံတကာကုညီကယ်ဆယ်ရေးအဖွဲ့တွေပြည်တွင်းမှာရှိတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့အင်တိုင်းအားတိုင်းကုညီဆောင်ရွက်ပေးနေတာကိုလည်းထူကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်ပြည်တွင်းမှာရှိတဲ့ဖွဲ့အစည်းတွေအနေနဲ့လူငွေတွေပေးအပ်တာတွေလိုအပ်တဲ့ကုညီထောက်ပံ့မှုတွေပြရတာတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်နေရတော့တွေ့ရပါတယ်ဒီနေရာမှာ ကျွန်တော်တို့လိုအပ်ချက်များနဲ့ပတ်သက်ပြီးပြောဆိုပေးပါဆိုပြီးတောင်းနေတာလည်းရှိပါတယ်အဓိကလိုအပ်နေတဲ့အချက်တွေကတော့နံပါတ်1ကျွန်တော်တို့တမတော်သားတွေကြက်ချင်ကြီးအဖွဲ့ဝင်တွေမြန်မာနိုင်ငံမိသားတပ်ဖွဲ့ဝင်တွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကူညီကယ်ဆယ်ပေးနေရတဲ့ရုပ်ပုံလွှာတွေကိုလည်းအားလုံး တွေ့နိုင်မှာဖြစ်ပါတယ်အားလုံးကြည့်လိုက်ပါကြည့်လိုက်တဲ့အခါမှာယူနီဖောင်းတွေဝတ်ထားတယ် တတ်နိုင်တဲ့အကာအကွယ်တွေဝစ်ဆင်ထားပေးမယ်ကျွန်တော်ခုနပြောတဲ့ပြိုကျနေတဲ့မာကြောတဲ့အင်္ဂလီတွေအုတ်တွေတန်ချောင်းတွေဖယ်ထုတ်နေရမြင်ပါပါသူတို့လက်မှာဗာလက်အိတ်မှာဆုတ်ထားတာမတွေ့ရပါဘူးအကာအကွယ်အုတ်ထုတ်မပါပါဘူးဒါနဲ့ပတ်သက်ပြီးနိုင်ငံတကာလည်းတတ်နိုင်ရင်မြကူညီပေးပါ အကာအကွယ်အုတ်ထုတ်အကာအကွယ်မျက်မှန် အကာအကွယ်လက်အိတ်တွေလိုအပ်ပါတယ်လူနေတဲ့အလူတွေအပေါ်မှာကန့်သက်တာမဟုတ်ပါဘူးတကယ်လိုအပ်တဲ့ဟာကိုကျွန်တော်ပြောဆိုခြင်းဖြစ်ပါတယ်ဒါ့အပြင်မြန်မာနိုင်ငံမှာကြုံတွေ့ကြရတဲ့ထိခိုက်ပျက်စီးမှုတွေမှာအဆောက်အုံတွေလမ်းတွေတံတားတွေပျက်စီးတာလည်းကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာပြန်လည်ထူထောင်ရေးပစ္စည်းတွေအများအပြားကိုကျွန်တော်လိုအပ်မှာဖြစ်ပါတယ်ဆောက်လုပ်ရေးတပိလက်မြေတွေတန်ချောင်းတွေ ကတ္တရာတွေဓာတ်တွေအတွက်လဲလူထမ်းနိုင်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်နောက်တစ်ခုကမီဒီယာများအနေနဲ့ပြည်တွင်းမီဒီယာများအနေနဲ့လည်းခုအချိန်မှာစီလုံးညီညွတ်စွာနဲ့မြန်မာနိုင်ငံအလင်းပေးအတွက်ကူညီကယ်ဆယ်ပေးဖို့ပြီးရင်ခံစားနေရတဲ့ဟာတွေကိုထုတ်လွှင့်ပေးဖို့ဘိုင်းဝင်းကူညီပေးနေကြတာတွေကိုအားလုံးကျေးဇူးတင်ကြောင်းပြောလိုပါတယ်ဒီအတွက်နိုင်ငံသားမီဒီယာများအနေနဲ့လည်း ဝိုင်းမကူညီဆောင်ရွက်ပေးနေတာတော့တွေ့လို့ပါတယ်။သို့တော်လည်းပြည်ပြည်မီဒီယာအချို့အနေနဲ့ကတော့ရှိမှာပေါ့။ကားပြည့်ရပြည့်ရေးတာတွေကားပြည့်ရပြည့်ပြောတာတွေရှိမှာပေါ့။ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်အနေနဲ့မီဒီယာများကိုလည်းခြေသူတင်ကြောင်းပြောဆိုလို့ရတယ်။ဘလို့ဖြစ်ဖြစ်တဘောဘေးအန္တရာယ်ဆိုတာလူတွေနဲ့ချင်းဆူထားတဲ့အရာတစ်ခုမဟုတ်ပါဘူး။တဘောဘေးအန္တရာယ်ဆိုတာ ဘူးမှလည်းထိမ့်ချုံနိုင်တဲ့အရာမဟုတ်ပါဘူး။တဘာဘေးအန်ရဲဆိုတာဘယ်တကိုးရှင်မှလည်းတားဆီးနိုင်တဲ့အကြောင်းအရာတခုမဟုတ်ပါဘူး။ဟုတ်ပြီကျွန်တော်ယင်ဆိုင်ရပြီတွေ့ရပြီ။ကျွန်တော်ခက်ခဲကြမ်းတမ်းစွာဖြတ်ကျော်နေရပြီ။စီလုံးဖို့ပဲအရေးကြီးပါတယ်။စီလုံးဖို့ပဲအရေးကြီးပါတယ်။ကြံ့ကြံ့ခိုင်ဖို့ပဲအရေးကြီးပါတယ်။ကြံ့ကြံ့ခိုင်ဖို့ပဲအရေးကြီးပါတယ်။အားလုံးဒီခက်ခဲကြီးကိုစီစီလုံးလုံးညီညီညွတ်ညွတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဖြတ်တန်းကြဖို့မေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်